ရပါရှင်။ကိုလိုမဟုတ်ဘူးဆိုတာဘယ်တော့မှမမိပါနဲ့။ရိုးလို့နေရင်လဲမင်းအလင်းခံရလိမ့်မယ်။အလိုနေရင်လဲမင်းကိုလူသုံးလုပ်ကြလိမ့်မယ်။ရိုးတာရအပြစ်တခုမဟုတ်ပေမဲ့အလုံးလို့အတုံးချခံနေရမယ်မသိရင်တော့မင်းပြည့်ဖြစ်သွားပြီ။စိတ်နာကောင်းရင်ကံကောင်းနေဆိုတဲ့စကားကလူတိုင်းအတွက်မဟုတ်မှမသိချိန်မှာမင်းပြည့်မဟုတ်ပေမဲ့ကြောချမှာတပြာမှန်းသိချိန်မှာတော့အတ္တိတရားမရသေးဘူးဆိုရင်တော့စိတ်နာဆိုတဲ့စကားကို မင်းအလွဲသုံးစားလုပ်မိပြီသူတို့မရှိရင်မဖြစ်ဘူးလို့တွေးနေတရွေ့တော့ကိုဘွားကသူတို့အတွက်ဖြစ်နေုံမှာပဲကိုမရှိရင်မဖြစ်ဘူးလို့ထင်နေသေးတော့ကိုအချိန်တွေကသူတို့အတွက်ဖြစ်နေုံမှာပဲလောကမှာဘောလုံးတစ်လုံးလိုမင်းနေသူတို့ကမင်းကိုကန့်ကြလိမ့်မယ်ခြေတုပ်ခင်းလိုမင်းနေသူတို့ကမင်းကိုတတ်နှင်းကြလိမ့်မယ်အုတ်ထုတ်တစ်လုံးလိုမင်းနေသူတို့ကမင်းကိုခေါင်းပေါ်တင်ထားကြလိမ့်မယ်ဒါကြောင့်မင်းတန်မှုကိုမင်းကိုယ်တိုင်သတ်မှတ်ပါ ုကိုကိုတံမိုးမထားခဲ့ဘူးဆိုရင်တော့သူတို့ကမင်းရဲ့တံမိုးကိုဖျက်သွားကြပါလိမ့်မယ်။မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးလိုက်ရပါတယ်ရှင်။